ဟောအိမ်ဟာလားအိမ်ကဒီလိုအလဲကောင်အကွဲချောင်းကြီးနေဖြစ်သွားတယ်နောက်ပြီးတော့မိဖို့တွေနဲ့အိမ်ဟိုကအိမ်မကြီးနဲ့တွဲထားလိုက်ကြတော့ဒါလောက်ကြီးဖြစ်သွားအဲ့အနစ်ကြီးကလူတရက်လောက်ရှိသွားတယ်သူရောင်ပြတဲ့တော့ဖြစ်တာပေါ့သမီးရဲ့ခေါင်းနေမှုကိုယ်နေမှုပေါ့စိတ်ဓာတ်ကြီးကြပြီးတော့ပေါ့ကိုကိုဝင်းနေပါလေလဲနဲမိတာပေါ့ကွယ်။ဟောအခက်ခဲရတော့ရှိရပေါ့သမီးရဲ့ဘာမှမရောင်းစရာဆရာဆရာမရှိတော့ရှားပါတဲ့အချိန်ခါပေါ့လေမလွယ်ပါဘူးထင်ရလေးတစ်ချက်ရဖို့တောင်မလွယ်ဘူး။စိတ်ဓာတ်ခွန်ကတော့နေတော့ပါဘူး။စိတ်ဓာတ်ခွန်ကနေတော့ဒါပြန်လဲထူထောင်ဖို့ဆရာကျွန်တော်လည်းလောလောဆယ်မဖြစ်နိုင်တော့ဘူး။ ဟိုကျွန်တော်တို့နောက်ထပ်နေစရာလောက်အောင်မှာရစားဖို့လောက်အောင်မှာဆိုတော့ဟုတ်ပဲအလှူရှင်လေးလေကျွန်တော်တို့ကညာတော့အဖြစ်ဟိုအញ្ញံလာနိုင်ပါစီလို့ကျွန်တော်ဆုတောင်းပါတယ်ကောက်ကောက် ။အော်တော်သားမြက်မှာ။ဟုတ်ကဲ့အနီးပမာဏနေလေးလေးစားအပြည့်စုံလေး။အော်နေပြီးတော့တကုံးအလဲချုံးမှာ။ဩအစီဖြစ်စင်လို့ကတော့အပေါ်မီးဟိုထဲမှာပေါ်စားမလို့ထမင်းစားမလို့လို့ပကံလေးရေးဆဲလို့မှာငလင်ကဘယ်ကလာရလို့မသိလိုက်ဘူးပေါ့သမီးရဲ့။အဲ့ဒီလိုလေးပေါ့။မမိသားစုကြတော့လား။မိသားစုကြတော့သမီးရဲ့ဟိုအိမ်မကြီးအောက်မှာနေလိုက်ပေါ့နော်။ဟိုသမီးတယောက်ကအပြည့်မာနေလိုက်အတော်ကတော့မိဖို့ထဲမှာပေါ့စားမလို့လို့ပကံလေးပဲလေးစေတုံးလေးပေါ့အဲ့ဒါမှဘလို့လောက်လာလဲတော့မသိလိုက်ဘူးပေါ့ ။ဟောအိမ်ဟလားအိမ်ကဒီလိုအလဲကောင်အကွဲချောင်းကြီးနေဖြစ်သွားတယ်။နောက်ပြီးတော့မိဖို့တွေနဲ့အိမ်ဟိုကအိမ်မကြီးနဲ့တွဲတာအကြတော့ဒါလောက်ကြီးဖြစ်သွားအဲ့အနစ်ကြီးကလူတရလောက်ရှိသွားတယ်။ဝါဝါပေါ့။နိုင်ရပါလေအကုန်လုံးပေါ့အခွဲချောင်းတွေပေါ့နေလို့တော့မဖြစ်တော့ဘူးပေါ့အပြင်နေရတာကြောက်လို့ ဟိုစားတော့ခဲ့ရတော့တမီးရဲ့အဖြစ်စားရတာပေါ့အဲ့ဒီငငယ်လှုပ်ပြီးတော့ထမင်းရတော့မစားတော့ဘူးပေါ့ဘောင်းအုံးလေးနဲ့တင်လိုက်တဲ့ခါစပွဲဝါကလို့အတုံအကုန်လုံးတုံချပလိုက်တာပေါ့အဲ့တော့မစားကြတော့ဘူးပေါ့ထမင်းရမစားရသေးဘူးသူ့ရောင်ပြတဲ့တော့ဖြစ်တာပေါ့တမီးရဲ့ခေါင်းနေမှုကိုယ်နေမှုပေါ့စိတ်ဓာတ်တွေကြာပြီးတော့ပေါ့ကိုကိုဝင်းနေပါလေနဲမိတာပေါ့ကွယ် ဟိုအဖြစ်ကလေးတွေအိတ်ရတာပေါ့သစ်ပင်အင်းအောင်မယ်ပေါ့မိုးရတဲ့ခါအရေးကလေးဝင်လိုက်မိုးကလေးနေပေါ့နော်မိုးမရခါကျအပြင်ထိတ်လိုက်ပေါ့ဒီထဲမှာမဝင်ရဲဘူးစိတ်ကငလင်စိတ်ကြီးပဲတိုးနာပဲပေါ့လှုပ်တယ်လှုပ်တယ်ပဲထင်းနေတာပဲပေါ့လန့်နာပေါ့ကလေးရဲ့ဩဟိုသစ်ပင်အောင်မှာခရီးပင်လေးတည့်ရပင်လေးအောင်မှာလေးမိုးကလေးရေမိုးပြီးနေရတာပေါ့ အဲ့အဲ့ဒီအချိန်မှာရောငါမိုးရွာတွေထက်ရွာတွေရှိလားဟောမိုးရွာတာကတော့တကူးလာဆို16ရက်နေဝယ်အင်္ဂလိပ်လိုတော့မမှတ်မိတော့ဘူးပေါ့အဲ့မိုးရွာတဲ့ခါကျတော့မိုးမရအပြင်မှာအိတ်လိုက်မိုးရွာတော့အထဲလေးရွှေ့လိုက်ပေါ့အဲ့ဒီလိုနေရတာပေါ့ခွေလေးရဲ့အဖြစ်ကလေးပေါ့ဟင်ဩအခက်ခဲတွေကတော့ရှိတာနဲ့စားပေါ့ရှိရလေးနဲ့ရှက်ပေါ့ကလေးရဲ့ရောင်ရဲပေါ့ရှိရလေးနဲ့တင်းနေရတာပေါ့အဲ့လိုလေးပေါ့အဲ့ဒီအချိန်မှာဒါမျိုးတို့ဒါအလှရှင်တွေကဒါလူရတာပဲရှိလားအဲဒါလူရတာလေးရှိပါတယ်ဩအလှရှင်တွေကတော့ကလေးရဲ့နှုတ်တရားစားတလုံးနဲ့စားနဲ့မှတ်တာအဲ့လိုရှိရပေါ့ဒီတိုင်းတော့မရှိပေါ့သူတို့လာရကြတော့အဲ့ဒါကြတော့လှူပေးပါလေ ဟိုဟိုပါငွေသားလေးတွေလှူလိုက်ပေါ့နော်နောက်တော့အစာတောက်ကလေးစံလေးတွေစီလေးတွေစားလေးတွေအဲ့လိုလေးလှူလှူပေးပါတယ်ဟောပစ္စည်းသွားအကွဲချောင်းနေကြီးပဲနေလို့ဘုံမဖြစ်တော့တခါကျနန်ရီရပြိုမာတောင်ကြောက်ရတယ်ပြိုကြမှာလေကြောက်ပါပြိုးနေရပေါ့ဒါရှိချင်တယ်အိမ်ကဒီတိုင်းမထားရရဟောဒီတိုင်းကြီးပဲထားရတာပဲဟောအခက်ခဲရတော့ရှိရဖို့သမီးရေဘာမှမရောင်းစရာဆရာဆရာမရှိဘူးချပါတဲ့အစင်ခါပေါ်လေးမလွယ်ပါဘူးထင်ရလေးတစ်ချက်ရဖို့တောင်မလွယ်ဘူးဘွားတလုံးလည်းခက်ခဲတာပေါ့မဟုတ်ဘူးလား ဘာလို့ဆိုဝယ်ချင်တိုင်းမရလို့လေသူလူကိုလူဒုက္ခတွေကြီးဖြစ်နေလို့သမီးရဲ့ဒုက္ခတွေကြီးပါပဲ။အော်အလိုအဆုံးတော့သမီးရဲ့အလိုဘက်ကကြီးပေါ့ကလေးဟိုကအလိုပဲရှိတာအပူစီရင်တော့မရှိဘူးပေါ့ဒုက္ခဖြစ်နေကုန်တာလေအိမ်ထဲမှာလည်းဖြတ်သွားဖြတ်လာပဲဖြစ်တာပေါ့နော်။အလိုပါပဲလူကတော့လူတာပေါ့ကိုတော့အဖြစ်ကလေးနေကြရတာပေါ့။ဟိုမိုးရွာရင်တော့နေစရာမရှိဘူးပေါ့မိုးကလေးပေးထားတော့မိုးကလေးလေးမိုးပြီးတဲလေးလေးဒီလိုလေးလှုပ်ပြီးမိုးနေရတာပေါ့ကလေးရဲ့။အိမ်ရှိလေးတွေမှာပေါ့အိမ်ရှိပဲမယ်လို့အိမ်ထဲမှာအိပ်ရအောင်ပေါ့သမီးရဲ့ဒုက္ခပေါ့။ 哦ตะมี้เอซู้ก็รอซู้ใหญ่น่ะบ่เอเตเล่เนี่ยอภิเนี่ยทุกข์สิ้นเยบ่เอบาลงโซมูยาได้อะเยกะลีได้ปุณีไล่จักบ่อะเงินเยหลุบี้กาซะซงรู้สิ้นละนี่กูน่ะหลูเนี่ยเดิบะซินน่ะเงินเยแม่หลุบมาเว้จ้ะไอ้คาจ้ะตะมี้เองดุถ่ายเนี่ยอ่ะบ่ญาอ๋อมะเอ่ยาวนี่มาเว้เอ่ยาละจောက်หลุจောက်หลุเงินลินวงจောက်หลุตะโคยันเนี่ยอ่ะจ้ะช่วยจောက်อ่ะหอดๆๆเดี๋ยวมาอ๋ออะหลุนี่อ๋ออะหลุตะโคก็တော့ไม่ရှိอูมีเล้ลาได้คาลิ้นผ่องนี่ชวนตาไล่ ။အော်အလူရှင်နေရတော့လိုအပ်တာကြီးပေါ့လေမလိုအပ်တာမရှိဘူးပေါ့ဒုက္ခတွေဒီဒုက္ခရောက်နေအချိန်ကငလင်ဒုက္ခကြောင့်မဟုတ်ဘူးလေလိုအပ်တာပေါ့လိုအပ်တာလေးကြောင့်လိုတဲ့နေရာဖြည့်ဆွတ်တာဒါပေါ့သမီးရဲ့ဒါပဲပေါ့နော်လိုအပ်တာလေးဖြည့်ပေးရတာပေါ့နော်ကိုယ်တော်လေးနော်နော်ကိုမောင်မြင့်လို့ခေါ်ပါလေ။ဒါကဦးရဲ့နေလေးစာဖြစ်နေတယ်ပြောပြပါ။နော်နေပြတော့တကုံးမြို့နယ်စံကြအလေရွှင်းကြီးရွာပါကျွန်တော်တို့ကနေပါလေ။နော်မြင်လို့တဲ့အချိန်ကတော့နေ့တနာရီခွဲလောက်ရှင်ပဲလှုပ်ရတာလှုပ်လိုက်တဲ့ခါမှာကျွန်တော်ကဂရန်ကမထားတော့အမေအိုတယောက်က ိမ်ပေါ်မှာထားရတယ်ဟုတ်ပါတယ်ဖြည်းဖြည်းချင်းဆွဲချလို့ရပါတယ်အောက်ကအိမ်ကဖြည်းဖြည်းချင်းထွက်သွားတာပေါ့အဲ့တော့မေအိုကြီးကိုတော့အပြီးတော့မှမေအိုကြီးကလည်းဟိုသတိပါမေ့သွားပေါ့မေအိုကအသက်ကြီးဆိုတော့အိမ်မှာကျွန်တော်တို့လည်းတော်တော်ဒီဒူးစက်လဲရပါတယ်ချစ်ထားလို့ဆံမှာစိုးရိမ်ရတယ်ဒီမျိုးကဒီကဲလုံးကလဲပြသွားချင်းဘယ်လိုများထိကြိုက်သွားမှာလို့အဲ့ကြောင့်ကျွန်တော်စိုးရိမ်သေးတယ်ဖြစ်တော့ကျွန်တော်လည်းသတိတောင်တစ်ခါတစ်ခါလစ်လစ်သွားတယ်မေအိုကြီးကတော့မေ့ဝူးမေ့နေတာခပြောတော့လုပ်လိုက်ရတာအိမ်ကတော့ကျွန်တော်ကြောက်ကြီးကခါတော့ကျွံ့ကြသွားပြီးတော့အိမ်ကရန်သွားဆံ ိုင်ရိုင်သွားတဲ့ခါကျကျွန်တော်ဒီတိုင်းမဲထားနေရတာဒီဌာနပေါင်းလုံးအဖွဲ့စည်းလေးတွေတော့လာတော့လာရောက်ပါလေအတော့ကြတော့လာတဲ့ခါမှလည်းကျွန်တော်အစောပိုင်းမှာကျွန်တော်အထူးရှင်မရပါဘူးဟုတ်လားအ UN အဖွဲ့ကနေစပြီးတော့ကျွန်တော်စစ်တမ်းလာကောက်သွားပါသေးတယ်။မြန်မာ့စစ်တမ်းနေကောက်တယ်မှာစစ်တမ်းနေကောက်တယ်မှာကျွန်တော်တို့ကမေးပါတယ်သူတို့ကဟိုဟိုတို့အိမ်ကြီးပြုတ်ပြက်သွားတဲ့အခါမှာလည်းပျက်စီးသွားတာဆိုတော့ကျွန်တော်တို့ဘာကြီးလိုအပ်တုံးတော့ပြီးတော့စန္ဒာရီခါဆိုလဲဘာကြီးလိုလားနောက်ဆုံးမိတ်အချိန်ဒီမှာသူတို့ကမေးလိုက်တာအဓိကအချက်ရတဲ့ငွေကြီးမှပါဘာလိုအပ်တုံးလဲကျွန်တော်တို့မှာလောလောဆယ်နေရတာ ်ညီပြင်းမမမိုးကလေးခင်ဖြာလေးခင်ပြီးတော့အိတ်နေရတဲ့စေအဲ့တော့ကျွန်တော်တို့မှမိုးကာတို့စောင်းနေချင်အောင်လေးတော့ဒါတည်းကရောရောစေလိုအပ်ပါတယ်လို့ကျွန်တော်တို့ပြောလိုက်ပါတယ်စိတ်ဓာတ်ခွန်ကတော့နေတော့ပါကျွန်တော်တို့စိတ်ဓာတ်ခွန်ကနေတော့ဒါပြန်လဲထူထောင်ဖို့ဆရာကျွန်တော်တို့ရောရောစေမဖြစ်နိုင်တော့ဘူးလीကျွန်တော်တို့နောက်ထပ်နေစရာလောက်အောင်မာရဲစားဖို့လောက်အောင်မာလို့ဆိုတော့အဲ့တော့နောက်ဌာနဇဏလေးတွေကလာပြီးထူတာလဲဝင်တာပါတယ်နောက်ထပ်လေးညှို့တော့ညှို့လင့်တာပေါ့ကျွန်တော်တို့ကခက်ခဲတော့ရှိပါတယ်အခုလောလောဆယ်ကတော့အတဲလေးထိုးပြီးတော့တီးတီးတဲလေးထိုးပြီးတော့ညီနေရကျွန်တော်ဂရင်လေးချပြီးနေတာအခင်းတော်ဇာနဲ့တာမခင်းဂရင်လေးနဲ့နေပြီးတော့ မိုးပြီးနေရတာဆောတန်စောင်းနေကြတော့စောင်းနေတော့ခုလောလောဆယ်မှာရှိတာလေးနဲ့သာခုနောက်ကြတော့အမေဌာနဆိုင်ရာလေးနော်ဟိုဆံလေးတွေလာထူတာလေးလည်းရှိပါကြတယ်အားရလေးနဲ့ပဲလှည့်ပတ်ပြီးတော့စားနေတော့ခုတော့စတာကျွန်တော်တို့အခုလောလောဆယ်ကတော့ဒီကပြန်လဲတိဆောက်ဖို့ပါဆိုတော့ဟိုငွေကြီးကလည်းအင်အားနေသွားပြီဆိုတော့ပြန်လဲတိဆောက်ဖို့တော့မဖြစ်နိုင်သေးဘူးခုနကလိုပဲဖြစ်တယ်လို့လည်းကျွန်တော်နေအောင်ပါအားယူအောင်ပါဘို့ဒီကပြန်လဲထောက်ဖို့လားဆိုတော့ခုနကလိုအလှူရှင်လာလို့များကျွန်တော်တို့ ပြန်လည်တိဆောင်နိုင်တော့လောလောဆယ်ဆောင်နိုင်မှာပေါ့အလူချင်းမလာလို့ရှိရင်ကျွန်တော်ကကျွန်တော်ဆိုတော့လောလောဆယ်မဆောင်နိုင်ပြီပါဘူးကျွန်တော်တို့ကဒီတစ်ဖြည်းဖြည်းနဲ့တော့ဟိုလူချင်းလေးလည်းလာကျွန်တော်စိတ်တခုံအားလေးလည်းကြဆင်းနေတာပဲလို့ကျွန်တော်နည်းနည်းတော့စိတ်အားလေးတော့တက်တန်လာပြီပေါ့ဆရာလေးဆက်တန်နေတယ်ဒါလေးကိုပြန်လည်ညီဆောက်ခေါ်တာတော့အားတော့အာယူနေသေးပါပဲကျွန်တော်တို့ဆိုတော့အလူချင်းလေးလည်းပိတ်ဖို့မပါဘူးဟုတ်ကဲ့အလူရှင်လေးလည်းကျွန်တော်တို့ကများသောအားဖြင့်ဟိုအញ្ញံလာနိုင်ပါသည်လို့ကျွန်တော်ဆုတောင်းပါတယ်ဒါဒါနာဆိုင်အမျိုးမျိုးအဖွဲ့အစည်းမျိုးစုံလေးပေါ့ကျွန်တော်အဲ့လိုဆုတောင်းပါတယ်